င်္ဂလာပါရှင်ခေတ္တတလီဗေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနိုဝင်ဘာလကနောက်ဆုံးထား၍မိုးကုတ်တိုစစ်တပ်ပြန်ဝင်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စစ်ကောင်မစင်တပ်ဖွဲ့များမိုးကုတ်မြို့ပေါ်သို့ရောက်နိုင်ရန်တီအန်လန်လေးတာဝန်ယူရမည်ဖြစ်ပြီးအဆိုပါကိစ္စအတွင်တော်လန်ရေးတပ်ဖွဲ့များနဲ့တဘောတာကွဲလဲမှုများရှိနေတယ်လို့သိရပါတယ် ။တောင်သက်တရားလန်လေးကလက်လွတ်မြည်ဟုပြောထားသည့်မန္တလေးတိုင်းမိုးကုံမြို့အတွင်ယခုလကုန်နောက်ဆုံးထား၍စစ်တပ်ပြောင်းဝင်လာမည်ဟုမိုးကုတ်ချေဆိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ဤစတူများထံမှသိရှိရပါသည်။တော်လန်ရင်တခွဲ့များအနေဖြင့်ယခုလ30ရက်နေ့နောက်ဆုံးထား၍မုကုံမဆုတ်ခွာပေးရမယ်လို့မုကုံအခြေဆိုင်တော်လန်ရင်တခွဲ့များနှင့်ဤဆက်တူတအူးကပြောပါတယ်။လကုံကိုရွှေပြောင်းပေးဖို့ပြောထားတဲ့တချို့လဲရွှေပြောင်းလျက်ရှိနေကြပါတယ်။တချို့အဖွဲ့တွေကတော့တိတ်မဆုတ်ခွာခြင်းမူမဟာမိတ်တွေကြတော့ဆက်ပြီးညှိနေကြတယ်လို့ထုတ်သူကပြောပါတယ်။ လက်တလောမှာတောင်းတက်တီရန်လက်လီလောက်ခန်းဌာနဆိုင်ရာတခွေများနေအမျိုးသားညညရေးအစိုးရ NUG လောက်ခန်းပညာရေးကျန်းမာရေးယုံအချို့လဲပြောင်းရွှေ့မှုများရှိနေတယ်လို့သိရပါတယ်စစ်ကောင်မစင်တပ်ဖွဲ့များမိုးကုံမြို့ပေါ်ရောက်နိုင်ရန်တရားလလေကတာဝန်ယူရမည်ဖြစ်ပြီးအဆိုပါကိစ္စအတွင်တော်လရေးတပ်ဖွဲ့များနဲ့တောင်းတက်အကြောင်းသဘောထားကွဲလွဲမှုများရှိနေတယ်လို့မိုးကုံစီရင်တရင်ချင်းမြစ်တအူးကပြောပါတယ် လာချိုးပုံစံအတိုင်းအလွဲပြောင်းကဖြစ်လာမယ်ပေါ်တော့စစ်တပ်ကတမနှစ်ခုနဲ့ဝင်လာမယ်လို့သိရတဲ့တောင်းတက်ဖွဲ့ထိန်ချုပ်ထားတဲ့နေရာကပဲဝင်လာမှာပါ။ကျန်တဲ့နေရာတွေက PDF တွေစီတော့ကြီပောင့်ရင်စာချုပ်ကပြတ်သွားနိုင်နေ။မြို့ကန်တွေကစစ်တပ်ဝင်လာမှာကိုသဘောမတူတော့တော်လိုင်းအဖွဲ့တွေကြားမှာလဲဆက်ညှိနေကြတယ်လို့ဆိုပါတယ်။ တပည့်ချင်းမိုးကုံလန်ကြောက်ကြီးခုနှစ်မိုင်လန်တဲ့ဆောင်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDN နဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNL ကတာဝန်ယူထားပြီးမိုးကုံမြို့ပပတ်လေမှာမိုးကုံပြူဟာမိုးကုံပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတ်တပ်ဖွဲ့ဝင်များကစုံမထားပါတဲ့မိုးကုံမွေမိတ်လန်နဲ့မိုးမိတ်မြို့အနီးပတ်လန်မှာကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA PDN နဲ့အညာဒေတာတော်လည်ရေးတပ်ဖွဲ့များစုံမထားရာအဆိုပါလမ်းကြောင်းများမှာစစ်တပ်ပြန်ဝင်ရမဖြစ်နိုင်ကြောင်းစီရေးကိက္ခက်များကတုံ့တက်ပါတယ် တဆနေဆက်ကွန်စစ်စင်ရဲ့အတွင်တီအလန်လေးတိန်ထားသည့်နောင်ချုံမြို့အောင်ပြန်လဲတိမ်မိုက်ခဲ့သည့်စစ်ကောင်မရှင်တပ်ကနောင်ချုံမိုးကုတ်လမ်းစီရတနာတိန်ကြီးရွာအထိထိန်းချုပ်ထားနိုင်ခဲ့ပါသည်အဆိုပါရွာသည်မိုးကုတ်နှင့်မိုင်90ဝန်းကျင်နားကာဝေးပြီးမိုးကုတ်မြို့အထိတအားတက်ကဆုံမှုထားရန်စစ်တပ်စစ်ကြောင်းများအဆိုပါလမ်းကြောင်းမှဝင်လာနိုင်တယ်လို့စီရေးကက်ကက်များကခန့်မှန်းထားကြပါသည် အကြီးပိုင်းတွေရဟတ်ရင်နဲ့ပို့ရင်ပို့ပုံဂျန်နယ်ဖွဲ့တွေကနောင်ချိုဟိုကိုလမ်းကနေပင်ပြန်ဝင်လာဖို့များတယ်လမ်းကြောင်းလဲနှီးတယ်တောင်တက်ဖွဲ့လဲစုံမှုတဲ့နေရာဖြစ်တော့အဲ့ဒီလမ်းကနေပဲပို့ဖြစ်နိုင်တယ်လို့စည်ရဲကက်ခတ်တအူးကသုံးသပ်ပါတယ်စစ်တပ်ကမိုးကုံမြို့သို့ပြန်ဝင်လာပါကမန္တလေးပြည်ဦးလင်းနောင်ချိုမိုးကုံလမ်းကြောင်းများအောင်ပြန်ဖွင့်လာနိုင်ပြီးပြည်မနဲ့ဆံမြောက်ဒေသတော်လှန်ရေးအဖွဲ့များဤထားဖို့လမ်းကြောင်းများအပေါ်ထိခိုက်လိုက်နိုင်တယ်လို့ဆိုပါတယ် တရုတ်အစိုးရချောင်းဝင်းညှိနှိုင်းမှုကြောင့်စစ်တပ်နဲ့တရုတ်လက်လေကြောင်ကိုးချိန်မြောက်ဆွေးနွေးပွဲအပြီးအော်တိုဝါလာ29ရက်နေ့မှာစတင်၍နှစ်ဖက်တံများရောက်တည်နေရမှာအပြည့်ရထားရန်သဘောတူညီထားကြပါသည်။မိုကုံနဲ့မိုမိတ်အားစစ်တပ်ထံလွှဲပြမည်ဖြစ်ပြီးမိုကုံမှာဆက်ဆံရေးယုံထားစီရန်တောင်းတနေစစ်ကော်မရှင်တို့ကြောင့်သဘောတူညီထားပါသည်။စစ်တပ်နဲ့တအောင်တပ်တို့တဘောတူညီမှုများမိုးကုတ်အခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့များနဲ့တအောင်တပ်တို့ကြားဆွေးနွေးမှုများအောင် လူမှုအအတိပေးမှုမရှိသည့်အတွက်မိုးကုံမြူကန်များကြားဝေဖန်မှုများမြင့်တက်နေပါတယ်။မြူကန်တွေကစစ်တပ်ဝင်လာမှကိုသဘောမတူလို့ရှားတဲ့ဘက်ကနေကူညီခဲ့ကြတာ။အခုကလူမှုကိုဘာမှချမပြတော့ဘလို့ဆက်လို့ရမလဲ။တေချာတာကတော့စစ်တပ်ကပဲပြန်ဝင်လာမှာပဲ။လူမှုကိုပြန်ပြီးညှဉ်းပန်းနေစက်တာမလုပ်ဘူးလို့မပြောနိုင်ဘူးဟုမိုးကုံမြူကန်တအူးကပြောပါတယ်။ အပြစ်ရစင်ရဲ့အတွက် TLN လေးက၎င်းနှမျိုးကိုလွှဲပေးရန်စစ်တပ်နဲ့တဘောတူညီချက်ရပြီးနောက်မိုးခွအခြေဆိုင်တော်လှန်ရေးတပ်များကတုံ့ပြန်တိုက်ခိုက်မှုပြောဆိုခဲ့ကြပါသည်။ယင်းနောက်နိုဝင်ဘာလ16ရက်နေ့မှာ TLN လေးနှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်စုံမှုပြုလုပ်ခဲ့ကြခြင်းဖြစ်ပါသည်။ကဘာကျော်ဗရမ ्या ထွက်စီရောင်မုကုံမြို့မှာမြို့ပေါ်ရက်ွက်၅ခုရှိပြီးလူဦးရေတည်တင်းဝင်းကျင်နေထိုင်ကြပါတယ်။ စစ်တပ်ပြောင်းဝင်လာပြီးတတင်းကြောင့်မြို့ကန်အများစုမန္တလေးနဲ့နီးစပ်ရာမြို့များသို့တင်းဆောင်ကြပြီးမြို့တွင်းလူမရှိသလားဖြစ်သွားတယ်လို့မိုးကုံမြို့ကန်များကပြောပါတယ်။ကြောင်တွင်းတွေဖွင့်ပေးထားတော့ကြောင်တူးတဲ့လူလောက်ပဲကျန်တာစစ်တပ်ကရခုရပိုင်းဝင်လာမယ်လို့ဆိုတော့မြို့ကန်တွေကပြေးပြီလို့အထက်မှမိုးကုံမြို့ကန်မြို့သားကပြောပါတယ်။တစ္ဆနေဆက်ကုန်ဆက်စင်ရဲအတွင်မန္တလေးတိုင်းမိုးကုံနဲ့စံပြည်နယ်အတွင်မှတီဘောကြောင်မဲနောင်ချုံမိုင်းလုံးမိုင်းငော့မိုးမိတ်နန်းစံမန်တုံကုတ်ခိုင်နန်းခမ်းနမတူမြို့များအားတည်ရန်လန်လေးကတင်မိုက်ခဲ့ပါတယ်။ အဆိုပါမျိုးများထဲမှာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းအတွက်အရေးပါသည့်နှောင်ချိုးကြောင်းမဲတီဘောမျိုးများအောင်စစ်တပ်ကယခုနှစ်အတွင်းပြန်သိမ်းပိုက်ထားပါတယ်။အလားတူမိုးကုန်းနဲ့မိုးမိတ်အားစစ်တပ်ထံပြန်လွှဲရမည်ဖြစ်ရာတဆန်နဆက်ကွန်ဆက်စင်ရဲ့ဒုတိယလိုင်းအတွင်းတီယန်လလေးသိမ်းပိုက်ထားသည့်မျိုးငါမျိုးသည်စစ်တပ်လက်သို့ပြန်ရောက်သွားမည်ဖြစ်ပါတယ်။မိုးကုံမျိုးအလွေအပြောင်းကိစ္စများရှိနေခြင်းစစ်ကော်မရှင်ဘက်မှဆမ်းမြောက်ဒေသလာဆိုးတီဘောလန်နှင့်လာဆိုးနန်လန်ရက်ဆောက်လမ်းမိုင်းများအောင် ယခုလ14ရက်နေ့မှစ၍ပိတ်ထားပြီးစစ်ဆေးမှုများတင်းကျပ်ထားတယ်လို့ဆံမြောက်ဒေသခံများထံမှသိရပါတယ်ရှင်။ဆက်လက်ပြီးမြင်းကြံတထိုးကြီးလမ်းမရှိစစ်တပ်ကိစ္စကံများကိုတရုံးပြည်နယ်ရဲစပ်ပုံကျတက္ကမှု75အုပ်တင်ဆောင်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းကြံတထိုးကြီးလမ်းမရှိအကြမ်းမဲ့စစ်တပ်ကိစ္စကံများကိုတရုံးပြည်နယ်ရဲစပ်ပုံကျတက္ကရာ75အုပ်တင်ဆောင်ခဲ့ကြောင်းပြီးကောဒုံဒီမြောင်အဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။ နိုဝင်ဘာလ13ရက်နေ့နိုဝင်ဘာလ14ရက်နေ့တို့မှာမြင်းကြံတထိုးကြီးလမ်းမရှိအကြမ်းမတ်စစ်တပ်ကဂိတ်ဖွင့်ထားသည့်ရွာကြီးရွာနှင့်ရွာသေးကြီးရွာအပါအဝင်စစ်သားများရေချိုးနေသည့်နေရာများကိုတော်လှန်ရေးတပ်ဖွဲ့များကဒုံငါးစီးဖြင့်ပုံကျက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့သောဒုံပြတ်တက္ကမှုအတွင်ကိစကံအတွင်ရှိအကြမ်းမတ်စစ်တပ်ကဥပွဲချင်းမိသေဆုံးခဲ့ကြောင်းဒါအပြင်ရေချိုးနေသည့်နေရာရှိစစ်သားများလည်းထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိသူရှိကလူနာသင်္ကာများဖြင့်လာရောက်ခေါ်ဆောင်သွားကြောင်းသိရပါသည်။ ကျွန်တော်တို့နေ့ရက်စနက်ဒုံနဲ့ပုံကျက်တက်ခိုက်ခဲ့တာပါစစ်ခွေးအင်အားကတော့အတိအကျမသိရဘူးပထမရက်ကတော့စစ်ခွေးငါးကောင်ပွဲချင်းမိသေးတယ်ဒုတိယရက်ကတော့ကားနဲ့လာတင်သွားတာပဲသိရတယ်ပထမရက်က၅ဦးပွဲချင်းမိသေးဆုံးနဲ့ဒုတိယရက်ကအသေးပြောင်းမသိရဘူးဒရန်ရသူတွေကိုကားနဲ့လာတင်သွားတာပဲသိရတယ်ဒုတိယရက်ကလည်းဒုံနဲ့ကြေချခဲ့ရာဒုံတစီပြည့်စုံဆောင်ခဲ့ပါတယ်ကျွန်တော်တို့အဖွဲ့မှာအသက်ဆောင်နေတဲ့ကန်တလက်တော်လိုအပ်နေပါတယ်လို့ ပီကော့ဒွန်ဒီမြောင်အဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်အဆိုပါတက္ကမှုကိုမြောင်တုံးဖို့ဒုံကြခင်စိန်ထဏောင်းမြေစစ်ကြောင်း Justice Wadi တပ်ဖွဲ့မဟာမိတ်ဒုံဖွဲ့များဖြစ်သည့် Revolutionary Air Force တောင်မင်းကြီးတပ်ဖွဲ့ငင်းချန်ကရအမတ်စတေတရင်လက်ယုံတက်925ကြောက်ကြတပ်ဖွဲ့ငစုံပီကော့ဒွန်ဒီနဲ့အမတ်တေကြောက်ကြအဖွဲ့တို့ကပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင် ဆက်လက်ပြီးဟိုဘင်းချင်းဆိုင်ခမာယာနှင်ငါတိတ်ကိုလက်နက်ကြီးဖြင့်ပစ်ခတ်ရာဗိုလ်မှူးတပ်ဦးအပါအဝင်စက္ကစများတင်ဆောင်မှုရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဟိုဘင်းမြို့ချင်းဆိုင်စစ်ကောင်စီရဲ့ခမာယာငါးနှစ်တည်တရင်ကိုတော်လရင်တပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ဗိုလ်မှူးတပ်ဦးအပါအဝင်စက္ကောင်စီတပ်ဖွဲ့ဝင်တွေတင်ဆောင်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့သည့်နိုဝင်ဘာလ18ရက်နေ့ည7:00နာရီခန့်မှာဟိုပင်မြို့ရှိခမာယာ9နှစ်တည်းတရင်တွေကို KIA နဲ့တော်လရေးတပ်တွေကလက်နက်ကြီးနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်စစ်ကောင်စီဘက်မှလည်းတော်လရေးအင်အားစုတွေရှိရာနေရာတွေကိုပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အပြင်ဟိုပင်မြို့ရှိအခြားတရင်တွေကလည်းလက်နက်ကြီးပစ်ကူတွေပေးခဲ့ကြောင်း45မိနစ်ခန့်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါပြကမှုအတွင်ခမရ9နှစ်တက်တတွင်မှဘုံမှုတောက်ရပါဝင်စစ်ကောင်စီတပ်သားအချို့တင်ဆောင်ခဲ့တဲ့လုံထိခိုက်တံရရှိသူတွေလည်းရှိခဲ့တယ်လို့ဟိုပင်မြို့အနီးနေဒေသခံပြည်သူတအုထာမသိရှိရပါတယ် တနင်္လာနေ့ည9:00ခွဲကျော်လောက်မှာတရင်တွေကလက်နက်ကြီးကြတဲ့စကြရတာပြီးတော့စတိုက်ပဲပောက်ကွဲတဲ့နေ့လက်နက်ငယ်တန်တွင်အဆက်မပြတ်ကြရတော့တာပဲပောက်ကွဲတန်တွေတော်တော်ကျဲတဲ့နှစ်ဖက်ပြက်ခတ်တန်တွေကြရတဲ့စစ်ခွဲလောက်အထိပြစ်တန်ကြရတော့မယ်ဟိုပင်ဘက်ကနေပြစ်တဲ့လက်နက်ကြီးအချို့နန်းခွင်းချောင်းအနောက်တော်တဲ့ဘက်ကိုသွားကြတာတွေလည်းရှိတယ်လို့ပြောပါတယ်အဆိုပါပြစ်ခတ်တက်ခတ်မှုတွေပြီးတဲ့နောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ဟိုပင်မြို့ပတ်ဝန်းကျင်ကိုအရင်ကထက်လုံခြုံရေးပုံမှုအတင်းကျပ်ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဒါအပြင်ပီကတိနိုဝင်မာလပထမပတ်လောက်ကလေးကမိုးကောင်းမျိုးနဲ့ဟိုပင်မျိုးအဆက်ကြားစီတောင်မော်ဒေတာတွေမှာတော်လငယ်အင်အားစုတွေနဲ့အဆိုပါခမာယာငါးနှစ်တက်တမစစ်ကောင်စီစစ်ကြောင်းတို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တာစီတယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲတွေအတွင်းစစ်ကောင်စီရာရှိတွေကအခုမှတင်းနှံစင်လာတဲ့ပြည်သူစစ်တွေကိုရှေးမအသေးခံတိုက်ခိုင်းတာတွေပြုလုပ်ခဲ့တယ်လို့လည်းဒေတာကန်တော်လငယ်တရင်ရင်မြင့်နဲ့နှိစက်လူထမ်းမှသိရှိရပါတယ်။မိုးကောင်းတဲ့ဟိုပင်အဆက်အရှိတောင်တန်းပေါ်မှာတိုက်ပွဲပြင်းထန်နေတာရှိရလောက်ရှိနေပြီး စက္ကမဘကံအသေးခံထုတ်တက်နေပါတယ်။ပါစတွေကိုအဓိကအသေးခံ အရှိတိုးတက်ခိုင်းနေလို့နောက်ထပ်တရင်ဖြစ်တဲ့ခလာရ2-5တိကိုဝင်ရှင်းရတာဖြစ်တယ်လို့သူကပြောပါတယ်။အဆိုပါတိုက်ပွဲတွေအတွင်းမှာလည်းစစ်ကောင်စီဘက်မှစစ်ကြောမှုအစင်ရှိသူတွေကိုတိုင်းထိခိုက်ဒေဆုံတာတွေရှိတယ်လို့ပြောဆိုမှုတွေရှိနေပေမဲ့ကျမတို့ချန်နယ်အနေနဲ့တိကျသိပြနိုင်ခြင်းတော့မရှိပါဘူး။ တော်လည်းတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တဲ့ခမာယာငါးနှစ်တည်တရင်အခြေဆိုင်ရာဟိုပင်မြို့ဟောင်းစစ်ကောင်စီရဲ့ဆက်စင်ရေးကွက်ကဲမှုဌာနချုပ်အမတ်၃ခြေဆိုင်ရာမူကောင်မြို့နယ်ကီလိုမီတာ၃၀ခန်းနာဝေးပြီးစစ်တပ်အာကောင်ရာဒေသဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။